အားလုံးပဲမင်္ဂလာပါအချူဖိုင်ဆူချူချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့ဗီဒီယိုလေးမှာမျှဝေပေးသွားမယ့်အရာကတော့ Non Fungible Token NFT နဲ့ဘယ်လိုပတ်စံရှာကြမလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။မိမိဝယ်ယူထားတဲ့ NFT တွေကိုဈေးခွက်ထဲမှာပြန်လည်ရောင်းချတော့မယ်ဆိုရင်ပမာရောင်းလို့ရနိုင်တယ်ဆိုရင် Marketplace ကိုအရင်အဦးဆုံးရှာဖွေသင့်ပါတယ်။ NFT ဈေးခွက်ထဲမှာဥဆောင်နေတဲ့ Leading Marketplace ကတော့ OpenSea ပဲဖြစ်ပါတယ်။ NFT ဝယ်ဖို့ရောင်းဖို့လိုအပ်တဲ့ guideline တွေကိုစက်ပြီးတော့လေ့လာကြည့်ကြပါမယ်။ပထမဆုံးအနေနဲ့ digital wallet တစ်ခုကိုရယူရပါမယ်။ NFT ဆိုတာက Ethereum blockchain ပေါ်ကနေဖန်တီးထားတဲ့ token တစ်မျိုးဖြစ်ပြီးတော့အဆိုပါ NFT token ကိုသိမ်းဆည်းနိုင်ဖို့လက်ခံနိုင်ဖို့မိမိမှာ digital wallet တစ်ခုလိုအပ်ပါတယ်။အဆိုပါ digital wallet ဟာလည်းမိမိဝယ်ယူမဲ့ NFT ကိုဖန်တီးထားတဲ့နောက်ကန် blockchain နဲ့လည်းတိုင်းညီမှုရှိရမှာဖြစ်ပါတယ်။ NFT အများစုကိုသိမ်းဆည်းရင်းနှီးဖို့အသုံးအများဆုံး wallet တွေကတော့ MetaMask, MyEther Wallet, MEW နဲ့ Coinbase Wallet တွေပဲဖြစ်ပါတယ်။နောက်တစ်ဆင့်ကတော့ wallet ထည့်ကုန်ဝေးဖြစ်ရပါမယ်အဆိုပါ digital wallet DX wallet တွေကိုသုံးစွဲရတဲ့အခါမှာမိမိသုံးစွဲရတဲ့ network ကို crypto coin နဲ့လဲတဲ့အခါမှာပဲဖြစ်ဖြစ်လွှဲပြောင်းတဲ့အခါမှာပဲဖြစ်ဖြစ် transaction fees တခုပေးရပါတယ်ဒါကြောင့်မိမိသုံးစွဲမဲ့ payment network နဲ့ mission token ကိုချုပ်တင်ပြီးတော့ transaction fees ပေးဖို့အတွက်ဝယ်ယူထားသင့်ပါတယ်နောက်တစ်ဆင့်အနေနဲ့ကတော့ NFT marketplace ကိုရွေးချယ်ရပါမယ်မိမိရောင်းချခြင်းနဲ့ NFT ကိုပဲ exchange မှာသွားပြီးတော့ရောင်းဖို့ဈေးကွက်ပေါ်တင်မလဲဆိုတာကိုဆုံးဖြတ်နိုင်ဖို့အတွက်ရွေးချယ် တရာမှာဖြစ်ပါတယ်။ဤပညာအရာခိုင်မာပြီးတော့ NFT သုံးစွဲသူ community အကြားနာမည်ရှိမှုလုံခြုံမှုရှိရ marketplace တစ်ခုကိုလေ့လာကြည့်ရမှာဖြစ်ပါတယ်။မိမိ NFT သိမ်းဆည်းထားတဲ့ wallet နဲ့ကြပြိုင်တဲ့ marketplace ကိုချိတ်ဆက်ပြီးတော့ရောင်းမဝယ်မှုကိုဆောင်ရွက်နိုင်ပါတယ်။နောက်တစ်ဆင့်ကတော့ဈေးနှုန်းသတ်မှတ်ရမှာဖြစ်ပါတယ်။မိမိပိုင်ဆိုင်တဲ့ NFT ကိုသတ်မှတ်ဈေးနှုန်း fixed price နဲ့သတ်မှတ်ပြီးတော့ရောင်းရင်လည်းရနိုင်တယ်လို့ဈေးအပြိုင်ဆိုင်စနစ် auction နဲ့ရောင်းချနိုင်လို့လည်းရပါတယ်။အနာဂတ်ရောင်းချမှုတိုင်းမှာကမိမိက royalties fee လိုချင်တဲ့ ိုရင်လည်းအဆိုပါ marketplace exchange မှာဈေးနှုန်းနဲ့အခြေအနေ terms and condition တွေထည့်ထားလို့ရပါတယ်။ဈေးတက်မှတ်ပြီးပြီဆိုရင်တော့နောက်တစ်ဆင့်ကကိုယ့်ရဲ့ NFT ကို promote ဆောက်လုပ်ရပါတော့မယ်။မိမိရဲ့ NFT ကိုဈေးကွက်မှာရောင်းရနိုင်ဖို့အတွက် social media platform တွေမှာတည်ပေးတာမျိုးသက်ဆိုင်ရာ forum တွေ chat room တွေမှာဝင်ရောက်ဆွေးနွေးပြီးတော့အလားအလာရှိတဲ့ဝယ်သူရှာဖွေရာမျိုးစသဖြင့်မိမိအနေနဲ့အားထုတ်တင်ပါတယ်။အဆိုပါ NFT တွေကိုရောင်းချမှုမှာပါဝင်တဲ့ community အင်အားစုနဲ့ marketing လုပ်ကိုင်မှုတွေအားလည်းအများကြီးအထောက်ပံ့ပေးနိုင်မှာဖြစ် ်ပါတယ်အခု NFT တွေကိုရောင်းချတဲ့အကြောင်းမျှဝေပေးပြီဆိုတော့ NFT တွေကိုစုဆောင်းတဲ့ collective NFT အကြောင်းကိုမျှဝေပေးသွားမှာဖြစ်ပါတယ် NFT ဆိုတာမှာ crypto token လို့တသက်မှန်တိုင်းမှတ်ယူတာမျိုးမဟုတ်ဘဲね digital art ပုံစံ music တွေအတွက်ဖန်တီးထားတဲ့ NFT version တွေအခြား virtual real estate တွေမှာပါသုံးစွဲလို့ရတာမျိုးဖြစ်ပါတယ်အနာဂတ်ကမ္ဘာမှာ NFT ဟာ digital asset တစ်ခုသာမကသုံးစွဲလို့ရတဲ့ utility asset တစ်မျိုးဖြစ်လာတော့မှာဖြစ်ပါတယ်အဲ့ဒီတော့မိမိအနေနဲ့အဆိုပါ non fungible token NFT NFT တွေနဲ့ Creative Technology တွေကိုနားလည်ချင်တဲ့ဆိုရင်တော့လေးလာသင်ယူမှုတွေကိုအရင်စတင်ရမှာဖြစ်ပါတယ်။အထူးသဖြင့် NFT တွေထွက်ပေါ်လာတဲ့ blockchain တွေရဲ့အခြေခံသဘောတရားတွေအားနဲ့သုံးစွဲရဲ့လုပ်ငန်းလည်ပတ်မှုတွေကို research based learning method ဖြင့်လေးလာသင်ယူနိုင်မှာဖြစ်ပါတယ်။အရေးကြီးဆုံးကတော့မိမိဝယ်ယူဖို့စိတ်ဝင်စားတဲ့ NFT တွေရဲ့ရှားပါမှုအထူးပြုမှုနဲ့ပါဝင်တဲ့ community နောက်ကန်အင်အားကိုသဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။အကောင်းဆုံး NFT collection နီးလန်းကတော့ဈေးကွက်အကျဉ်းစတင်ဖြန့်ချိမယ် NFT project project တွေရဲ့ drops and events တွေမှာပါဝင်ခြင်းအဖြစ် giveaway လက်ဆောင်တွေအနေနဲ့ရယူနိုင်မှာဖြစ်ပါတယ်။တေချာသတိပြုနားလည်ရမှာကတော့အဆိုပါ NFT ဈေးကွက်က trend အပြောင်းအလဲအရမ်းမြန်ပါတယ်။ NFT စုဆောင်တဲ့ community ကကျပြင်းလာတာနဲ့အမြဘလို့ NFT အမျိုးအစားတွေကတင်းစီသူတို့အကြိုက်ဖြစ်မလဲ။ဒီနေ့အဖြစ်ရှင်နီမြောက်နံသူတို့အနေနဲ့ဘလို့ဈေးကွက်အတွင်းဖြန့်ချိမလဲဆိုတာတွေစဉ်ဆက်မပြတ်လေးလာဆန်းစစ်နေဖို့လိုတာဖြစ်ပါတယ်။ NFT ကဲတော့ crypto တွေအကုန်လုံးမှာ coding နဲ့ရေးထားတဲ့ smart contract တွေလိုပါမယ်။ coding ရေးလိုက် တက်စမတ်ကွန်ချာကနေ NFT ကိုမွေးဖွားပေးလိုက်တာဖြစ်ပါတယ်။ပြီးတော့မိမိရောင်းလို့တဲ့ NFT ကိုဖန်တီးပြီးရောင်းချဖို့အတွက် blockchain တစ်ခုပေါ်မှာမှတ်ပုံတင်ရပါမယ်။ညောင်များလာတဲ့ blockchain အမျိုးအစားတွေတဲကမှ blockchain တစ်ခုကိုရွေးချယ်ပြီးတော့မှတ်ပုံတင်ရပါတယ်။အဲ့ဒီအတွက်ကိုရွေးချယ်မဲ့ blockchain ကိုနားလည်နိုင်ဖို့ blockchain explore လုပ်ပေးနိုင်မဲ့ technician ရွေးချယ်မှုနဲ့ကိုယ့်ရဲ့ business plan တွေပါဝင်ဖို့လိုအပ်ပါတယ်။ဒါတွေပြုလုပ်ပြီးရင်တော့မိမိရဲ့ NFT ကိုဈေးကွက်ထဲမှာရောင်းချနိုင်ပါပြီ။နောက်တစ်နည်းဖြစ်တဲ့ NFT တွေကိုသိမ်းဆည်းပြီးတော့ရောင်းချ ဖို့ဆိုရင်တော့နာမည်ကြီး influencer တွေရဲ့ဖြစ်ဖြစ်နေတဲ့အရာတွေကို NFT ပုံစံအဖြစ်ပြောင်းလဲပြီးတော့သိမ်းဆည်းပြီးတော့လေးလံတင်ရောင်းချနိုင်ပါတယ်။အထုတ်တလုံးရုပ်ပုံကားကြွယ်တစ်ခုကိုရောင်းချရမှာဒေါ်လာတန်းချီမရနိုင်ဘူးဆိုပေမဲ့လူတွေရဲ့သဘောကျမှုစိတ်ဝင်စားမှုတွေပါဝင်လာတဲ့အခါလေးလံတင်ရောင်းချရမှာဒေါ်လာတန်းချီရောင်းချနိုင်ပါတယ်။ဒါကြောင့် NFT ဆိုတာလူတွေရဲ့စိတ်ပိုင်းဆိုင်ရာပေါ်မှာအများကြီးမူတည်နေတဲ့ဈေးကွက်ဖြစ်ပါတယ်။ဒါကြောင့် NFT တွေကို Free Trade ဝယ်ယူရမှာဘလို့ NFT မျိုးကိုရွေးချယ်ဝယ်ယူရမလဲဆိုတာကိုလေ့လာ ထားဖို့လိုပါမယ် NFT တွေကိုဝယ်ယူသားပြီဆိုရင်တော့သိမ်းဆည်းဖို့အတွက် wallet လိုပါမယ် MetaMask wallet Trust wallet စတာတွေကိုအသုံးပြုလို့ရပါတယ် NFT တွေက decentralized ဖြစ်တဲ့အတွက်ကြောင့်မို့လို့ decentralized wallet တွေသုံးမှသာအဆင်ပြေနိုင်မှာဖြစ်ပါတယ်အဲ့ဒီအတွက် recommend ပေးချင်တာကတော့ MetaMask wallet ဖြစ်ပါတယ် MetaMask ပေါ်မှာ NFT ကိုသိမ်းဆည်းဖို့အတွက် wallet တစ်ခုဖန်တီးလိုက်ပါ MetaMask နဲ့ NFT တွေကိုဝယ်ယူရောင်းချဖို့အတွက်ဆိုရင် Ethereum Manage လို့ခေါ်တဲ့ ERC20 နဲ့ transaction fees gas fees တွေ ေပေးဆောင်ရပါမယ်။ထို့အတွက်ကြောင့် MetaMask ပေါ်မှာ NFT တွေကိုအကြောင်းဝယ်လောက်တော့မယ်ဆိုရင် ERC20 ကိုဝယ်ထားဖို့လိုပါတယ်။ဒါဆိုရင်အခုမျှဝေပေးခဲ့တာကတော့ NFT တွေကနေပတ်စံဘယ်လိုဆောင်လဲဆိုတဲ့အကြောင်းအရာကိုအသေးစိတ်မျှဝေပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကသင်တို့အကျိုးရှိရဆိုရင်သင်ချရတဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပါမျှဝေပေးဖို့မမိတ်ပါနဲ့နော်။ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။